ါရှင်ရန်ကုန်တိုင်းရဲ့လေးစင်တရရဲ့အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်မတို့ရောမြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တွင်အကြောင်းအရာတွေကတော့ရန်ကုန်တို့ငချုံမျိုးစုံပုံမူတင်ဖို့ဆိုတဲ့တွင်မွေတိုင်းဒေသကြီးအတွင်းစူလာရှိတင်စီမံကိန်းဆောင်ရွက်မည်ဆိုတဲ့တွင်နိုင်ငံချားမြင့်ပြည်ရင်းရှင်မြုံနှံမှု၁၄ခုဖွင့်ပြုဆိုတဲ့တွင် ိုင်ငံတကာသတင်းပုံလေးနဲ့ကမ္ဘာရှားဒီဥဒုကိုတက်ရောက်နိုင်ပြီးအာနယ်လာနီညာရှားဒီဥဒုဖြစ်စဉ်ဖြစ်ပေါ်ရန်55ရာခိုင်နှုန်းတေချာဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ ရန်ကုန်တို့ငချောင်းမျိုးစုံပုံမူတင်ဖို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ဝတီတိုင်းဒေသကြီးဒေသရဲမျိုးနယ်ကနေထွက်ရှိတဲ့ပင်လယ်ငချောင်မျိုးစုံကိုရန်ကုန်ဈေးကွက်သို့ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာပိတ်သားချိန်15000ကျော်အထိ ပုံမူတင်ပို့နိုင်ခဲ့တယ်လို့ငချောင်မျိုးစုံရောင်းဝယ်ရေးပွဲရုံတွေကသိရပါတယ် ဒီတရေမျိုးနေခါနေရန်ကုန်ဈေးကွက်တို့နိုဝင်ဘာလအထွန်းငချောင်းမျိုးစုံပိတ်သားခြင်း9500တိတင်ပို့ရောင်းချနိုင်ခဲ့ပြီးတင်ပို့ရောင်းချခဲ့တဲ့ငချောင်းတွေကတော့ငဖောင်ရိုးချောင်းငကွင်းရှမ်းငညိုချောင်းငပြေမချောင်းငလိပ်ချောင်းချောင်းအပြဲချောင်းစားတွေပင်လယ်ငချောင်းအမျိုးအစားတွေဖြစ်ပါတယ်အစူပါငချောင်းတွေရဲ့ဈေးနှုန်းတွေကတော့2800ကျပ်ကနေ9500ကျပ်အထွန်းဈေးနှုန်းအသီးသီးရှိနေတဲ့လို့သိရပါတယ်ရှင် ဒုတိယသတင်းပုံအနေနဲ့မကွေးတိုင်းဒေသကြီးအတွင်းဆိုလာရှေးတင်စီမံကိန်းဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေသခံတောင်သူများစိုက်ပျိုးရှိဖူးလုံစွာရရှိစေအတွက်မကွေးတိုင်းဒေသကြီးမကွေးမြို့နယ်ပထဏကူကြီးရွာနီးမှာပထဏကူဆိုလာရှေးတင်စီမံကိန်းအသည့်တိဆောက်သွားမယ်လို့စိုက်ပျိုးရှိဝင်းမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနမှသိရပါသည်။အဆိုပါစီမံကိန်းအကောင့်ထဲဖို့ဆောင်ရွက်မယ်နေရာကိုယခုလ9ရက်က စိုက်ပျိုးရှိမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဦးပူပိုကျော်တွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးဒေသခံတောင်သူတွေနဲ့တွေ့ဆုံခဲ့လေလို့သိရပါတယ်ဒီလိုတွေးဆောင်ရှာမှဒုတိယဝန်ကြီးကဆိုလာရှေးတင်စီမံကိန်းလုပ်ငန်းများကိုဗန္နာရှေးနှစ်အလိုက်အစဉ်အလိုက်ဆောင်ရွက်ရှာမှစိုက်ပျိုးရှေးပေးဝေနိုင်တဲ့ဧကာများသစင်ချင်းတိုးတက်ရရှိနိုင်ရှေးညှိနှိုင်းစီမံဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အပြင်လိုအပ်တဲ့မျိုးကောင်းမျိုးတန်များမြပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုသက်ဆိုင်ရာဌာနများကဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးသွားမယ်လို့ပြောကြားခဲ့ပါသည် ပထမကူကြီးရွာတွင်ခါစိုက်ပျိုးမြေတွေဟာမိုးနှောင်းတောက်အဖြစ်စိုက်ပျိုးနေရခြင်းရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့်တီးနှံရှည်ရေလိုအပ်ချက်နဲ့အညီမိုးရေမရရှိခြင်းတီးနှံအောင်ရေအတွက်ရေလုံလောက်မှုမရှိခြင်းတို့ကြောင့်တီးနှံထွက်နှုံးနဲ့တီးနှံရေအတွေးထိခိုက်ချဆင်းနေခြင်းအပေါ်အေယဝတီမြစ်မာရေကိုဆုတ်တင်ခါတီးနှံများစိုက်ပျိုးရေလိုအပ်ချိန်တွင်စိုက်ပျိုးရေပေးဝေနိုင်ရေအတွက်ယခုစီမံကိန်းကို ဆောင်ရွက်တာဖြစ်တယ်လို့သိရပါတယ်ရှင် ဆက်လက်ပြီးနိုင်ငံခြားနှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံမှု14ခုခွင့်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ပြည်တွင်းရင်းနှီးမြုပ်နှံမှု14ခုကိုဒီဇင်ဘာလ10ရက်ကကျင်းပတဲ့မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အစည်းအဝေးမှာခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။ အစူပါကဲ့သို့ခွင့်ပြုပေးရမှာစက်မှုခန်းနာမှာနိုင်ငံခြားယင်းနှိမ့်နှံ့မှုအသည့်၅ခုနဲ့စက်မှုဟော်တယ်နှင့်ခရီးသွားဝန်ဆောင်မှုခန်းနာတွေမှာမြန်မာနိုင်ငံသားယင်းနှိမ့်နှံ့မှုအသည့်၉ခုတို့ကိုခွင့်ပြုပေးလိုက်တယ်လို့သိရပါတယ်။အဒီလိုခွင့်ပြုပေးလိုက်တဲ့လုပ်ငန်းတွေထဲမှာနှစ်ပိတ်သုံးပိတ်လျက်စစ်သုံးမော်တော်ဆိုင်ကယ်သက်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းမော်တော်ယာဉ်မျိုးမျိုးသက်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းပညာရေးဝန်ဆောင်မှုလုပ်ငန်းစားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့အထည်ချုပ်လုပ်ငန်းတွေ ီပဝင်တယ်လို့သိရပါတယ်အခုနှစ်နိုဝင်ဘာလကုန်အထိမြန်မာနိုင်ငံမှာယင်းနှိမ့်နှံထားတဲ့နိုင်ငံသေးတာပေါင်း53ခုရှိပြီးယင်းနှိမ့်နှံမှုအများဆုံးပြုလုပ်ထားတဲ့ခန္ဓာတွေကတော့တရက်စစ်သားထုတ်လုပ်တဲ့ခန္ဓာ၊ရေနံနဲ့သဘာဝဓာတ်ငွေခန္ဓာနဲ့စက်မှုခန္ဓာတွေဖြစ်တယ်လို့စည်ရင်းထွေရသိရပါတယ်။ ဒါအပြင်ရင်းနှီးမြှုပ်နှံမှုအများအဆုံးပြုလုပ်ထားတဲ့နိုင်ငံတွေကတော့စင်ကာပူ၊တရုတ်နဲ့ထိုင်းနိုင်ငံတွေဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့ကဘာရာသီဥတုကိုတက်ရောက်နိုင်မည်အာနယ်လာနီညာရာသီဥတုဖြစ်စဉ်ဖြစ်ပေါ်ရန်55ရာခိုင်နှုန်းတေချာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမဲ့၃လအတွင်းအားနယ်လာနီညာရှားတီဥတုကကပမိုးလီဝတားနယ်ရှားတီဥတုပုံစံများကိုတက်ရောက်နိုင်ချေ55ရှားခိုင်နှုန်းရှိတယ်လို့ကပမိုးလီဝတားအဖွဲ့အစည်း WMO ကဂျာတာပရီနေမှာ နောက်ဆုံးဖော်ပြထားပါတယ်။ လာနီညာဆိုရာကအီကွေတာပစိဖိတ်သမုတ်တရားအလဲပိုင်းနဲ့အရှေ့ပိုင်းတို့မှာမျက်နှာပြင်အပူချိန်အချိန်ကာလတစ်ခုအထိအေးမြအားထားကိုဆိုလိုပါထိန်ဒါအပြင်လေတိုက်ခိုက်မှုဖီအားမိုးရွာသွန်းမှုပုံစံများအပါအဝင် အပူပိုင်းလေထုလှက်ပတ်မှုတွေမှာလည်းအပြောင်းလဲတွေဖြစ်တော့ပါထိန် 2025ဒီဇင်ဘာမှ2026ဖေဖော်ဝါရီကြာကာလမှာလာနီညာရာသီဥတုဖြစ်နိုင်ချေ55ရာခိုင်နှုန်းရှိတယ်လို့ WMO ကမ္ဘာရာသီအလိုက်ခန့်မှန်းချက်ဌာနများမှခန့်မှန်းထားပါတယ် လာနီညာနဲ့စန့်ကျင်ဘက်တယောင်မှုဖြစ်စေတဲ့အန်နီညိုလည်းဖြစ်နိုင်ခြင်းနဲ့ငယ်ရှိနေပါသေးတယ်။ကပအပူချိန်မြင့်တက်လာစေတဲ့လူသားလှုပ်ရက်တွေကြောင့်ရာသီဥတုဖောက်ပြန်မှုတွေမှာလာနီညာနဲ့အန်နီညိုတို့လိုရာသီဥတုဖြစ်စဉ်ကြီးတွေကြကြဲပြန့်ပြန့်ဖြစ်ပေါ်စေပါထိတ်။ကပလုံးဆိုင်ရနဲ့ဒေတာဆိုင်ရမျက်နှာပြင်အပူချိန်ပုံမှန်မဟုတ်ခြင်းတွေစင်ကဲပြောင်းလဲပုံတွေကိုစောင့်ကြည့်နေကြပါထိတ်။ဒီသုံးလအတွင်းမှာကပမြောက်ပိုင်းအများစုနဲ့တောင်ပိုင်းနေရ ားအများပြားမှာအပူချိန်တာမန်ထက်လွန်ခဲ့မယ်လို့ခံမန်းရှာပြီးမိုးရွာသွန်းမယ်လို့လည်းခံမန်းရှာပါထဲလို့သိရပါထဲရှင်ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမခါတော့များမိုးထပ်ပါ